AI ကိုသုံးနေတဲ့သူတွေအားလုံးအတွက်တကယ်အကျိုးရှိမယ့်ကိစ္စ prompt engineering ကိုခေါ်တယ် prompt ဆိုတာကိုလူတိုင်းသိတယ် prompt ဆိုတာဘာလို့တာလဲဆိုရင်ကျွန်တော်တို့ကတခုခု AI ကိုသုံးဖို့အတွက်ရေးထည့်တာဗီဒီယိုဖန်တီးချင်တာလားတပ်ပုံဖန်တီးချင်တာလားကိုယ့်ကိုယ်တခုခုပြန်ပြောစေချင်တာလားအဲ့ဒါတွေအားလုံးကို prompt လို့ခေါ်တယ်အဲ့တော့ from ကိုခုနောက်ပိုင်းမှာဘာသာစကားမျိုးစုံနဲ့လည်းရေးထည့်လို့ရနေတယ်။အခုနောက်ပိုင်းထွက်တဲ့ Google AI တို့ကတော့အရင်မှိုက်တယ်။မြန်မာလိုတောင်တန်းပြီးရေးထည့်လို့ရနေတယ်။ prom ဆိုတာဘာလဲနားလည်ဘူးလို့ရတယ်။အဲ့ prom ကိုဘယ်လိုကောင်းအောင်ရေးမလဲ။ဘာဖြစ်လို့ကောင်းအောင်ရေးဖို့လိုအပ်တာလဲဆိုတဲ့အချက်လက်တွေကိုကျွန်တော်ကဒီနေ့ဗီဒီယိုထဲမှာမိတ်ဆွေတွေကိုမျှဝေပေးမယ်။အဲ့တော့ prom ကဘာလို့ရေးကြည့်ရလဲ။မျက်စိလုံးဝမချုပ်သွားနဲ့။ဒါတွေကိုလုံးဝထည့်ပြီးတော့စဉ်းစားစရာလည်းမလိုဘူး။မှတ်စရာလည်းမလိုဘူး။ကြည့်စရာလည်းမလိုဘူး။ခေါင်းစဉ်ပဲကြည့်လိုက်။ prom ကဘာဖြစ်လို့ရေးကြည့်နေရလဲ။ဘာကြောင့်လဲဆိုတော့ AI တကောင်ကလူသားတွေလိုမဟုတ်ဘူး။လူသားကဘယ်ပုံမှာအာရုံခံသွားတာလဲဆိုရင် ကျွန်တော်တို့အမြင်အာယုံအကြားအာယုံရတဲ့အနက်ရှာအထီးတွေ့စတဲ့အာယုံတွေပေါ်မှာလူသားအာယုံခံတယ်ခံပြီးတော့ကိုတွေးเสียရှိတော့တွေးတယ်လှုပ်เสียရှိတော့လှုပ်တယ်ပြီးတော့ကျွန်တော်ပါဇက်ကပြန်ပြောင်းပြောင်းမယ်လက်ကလှုပ်လှုပ်မယ် AI ကကျွန်တော်အရှိတပြောခဲ့တဲ့အတွက် तू က artificial intelligence only တက်တက်ပဲစိတ်ရုပ်ထဲကိုထည့်ပေးထားတဲ့အဆင်မရောက်သေးဘူးစိတ်ရုပ်ထဲကိုထည့်လိုက်ရင်တော့ဗျာဟိုကင်မရာနဲ့ detail လောက်တာတော့ဘာလို့ပါလာမှာပေါ့ဒါပေမဲ့အဲ့ဒီအဆင်မှမသွားသေးဘူးကျွန်တော်တို့ကကိုယ်ပိုင် AI တကောင်ဖန်တီးနေတယ်ဆိုရင် artificial intelligence ဒီအုံနောက်ဉာဏ်ကြီးအတုဆိုတဲ့ကောင်ကသူဘယ်ကနေ input ပဲယူရလဲဆိုရင်သူရတဲ့အာယုံခံခြင်းရတစ်ခုပဲအဲ့ဒါကျွန်တော်တို့ပေးတဲ့ prompt ကျွန်တော်တို့ရေးထည့်ပေးတဲ့ prompt ဟဲ့အောင်ကြီးငါ့ကိုတချင်းတစ်ပုတ်ရေးပေးဆိုရင်အဲ့ဒီတချင်းတစ်ပုတ်ရေးပေးဆိုတာသူ့ထည့်ကိုထည့်ပေးလိုက်တဲ့အာယုံတစ်မျိုးပဲ prompt ပဲအဲ့တော့ तू ကအဲ့ဒါကိုယူလိုက်တယ်ဗျာယူပြီးတော့တချင်းတစ်ပုတ်ပြန်ရေးပေးတယ်ဗျာအဲ့တော့အရာရာအားလုံးရလိုက်က prompt ဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေထွက်လာတာရုပ်ထွက်ကောင်းခြင်းမကောင်းခြင်းအာ ဓာတ်ပုံတွေကောင်းခြင်းမကောင်းခြင်းလှခြင်းမလှခြင်းကိုဖန်တီးထားတဲ့ AI agent တယောက်ကကောင်းကောင်းမွန်ပြန်ပြောနေခြင်းမပြောနေခြင်းရလက်ကောင်းတွေထုတ်ပေးနေခြင်းမထုတ်ပေးနေခြင်းအားလုံးက prompt နဲ့အများကြီးသက်ဆိုင်နေမှန်ပါတယ်တခြားအရာတွေသက်ဆိုင်နေ model ပါမယ်ဗျာ pay version ရှိရှိမယ်ဗျာနောက်တစ်ခုကသူ့ရဲ့ AI တုံးနိုင်တဲ့ capacity နောက်ွယ်ကကြော်ယူကျွန်တော်ခုနကပြောခဲ့တဲ့ neurality နဲ့ပတ်သက်တဲ့သူ့ AI ရဲ့ quality နဲ့လည်းမျိုးစုံတော့သက်ဆိုင်နေ language model တွေနဲ့အများကြီးနဲ့လည်းသက်ဆိုင်နေဆိုပေမဲ့ မော်ဒယ်တစ်ခုရဲ့ပုံမှာ prompt ကောင်းကောင်းရေးတတ်တဲ့တယောက်နဲ့ prompt မရေးတတ်တဲ့တယောက်နဲ့ရလာတယ်ရလက်ချင်မတူအနာဂတ်ကဲ programming ဘာသာစကားအင်္ဂလိပ်စာလို့တော့သူကထည့်ရေးထားတယ်အခုနောက်ပိုင်းကတော့အဲ့လိုမဟုတ်တော့မြန်မာလူတွေတော့ထက်ခိုင်းလို့ရနေပြီဘာသာစကားမျိုးစုံနဲ့တော့မှခိုင်းလို့ရနေပြီဒါပေမဲ့ prompt အကြီးစားတွေကျွန်တော်တို့ agent တွေဖန်တီးတာမျိုးတို့ AI agent တွေဖန်တီးတာမျိုးဆိုရင်တော့ English ကအကောင်းဆုံးဖြစ်နေသေးတယ် prompt နဲ့မှာတဲ့ prompt type အမျိုးမျိုးရှိတယ်တယောက်နဲ့တယောက်နဲ့ဒီ twin ဖန်တီးခံယူထားတဲ့ခံယူချက်တွေလုံးဝမတူဘူးဗျာ prompt type တွေတည်းကတစ်ခုက instructional instruction နဲ့ဆိုတာဗာလဲအနောက်မှာကျွန်တော်ပြင်ပြန်ပြမယ် conversation နဲ့ conversation နဲ့ဆိုစကားပြောနေမှာအသွားလာနေဗျာကျွန်တော်ပြောမယ် तू ကပြန်ပြောမယ်ကျွန်တော်ပြောမယ် तू ကပြန်ပြောမယ် contextual ဆိုတာဒီထဲမှာဒါဒါဒါဒီလို့ပါတယ်မင်းလောက်အောင်မှာဒါဒီလို့ပြီး few short အဲ့တော့ prompt နေတုံးတဲ့အခါမှာစကားလုံးတစ်လုံးအသုံးများတယ် short 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 ကျွန်တော်တို့ prompt တစ်ခုကိုပြစ်ထည့်လိုက်တာပြစ်ထည့်လိုက်တာအကုန်လုံး short လို့တုံးကြတယ်အဲ့ဒီမှာ zero short ဆိုတာရှိတယ် few short ဆိုတာရှိတယ်အ chain of thought prompt prompting ဆိုတာရှိတယ်နောက်မှာကျွန်တော် next slide မှာကျွန်တော်ထပ်ပြမယ် instruction ဆိုတာဘာကိုပြောတာလဲ summarize this article in three bullet points ငါကိုအချက်၃ချက်ဒီဒီစာပိုက်တည်းကနေငါ့ကိုအချက်၃ချက်စုပေးစမ်းပါကွာဆိုရင်အ instruction နဲ့ခိုင်းတာမင်းဘာလုပ်လိုက်မင်းဘာလုပ်လိုက်ဆိုပြီးခိုင်းတာ conversation နဲ့ဆိုတာဘာလဲဆိုရင်အာဒီနေ့တော့မစားပြီးပြီလေမင်းကဘာလုပ်လဲမင်းက AI လားဟာဟိုအကြောင်းပြောပြစမ်းပါကွာလာကြီးအကြောင်းပြောပြစမ်းပါကွာကဘာကြီးအကြောင်းပြောပြစမ်းပါကွာအဲ့လိုဟာမျိုးတွေစကားအသွားအလာနဲ့သူပြန်ပြောလိုက်ကိုပြန်ပြောလိုက်နေသွားတာတွေအကုန်လုံး conversation နဲ့ few short တွေကကြတော့ few short ဆိုတဲ့ဟာကနှစ်ကြောင်းသုံးကြောင်းတစ်ခါတည်းတန်းထည့်ပြလိုက်တာအမှမေးခွန်း၄၅ခုရှိတယ် ်မင်းငါ့ကိုပြည့်အပြည့်ပြန်ပေးအဓိကအကြောင်းအရာခုမှရောက်လာပြီအကောင်ဆုံး best practice တွေကဘာတွေလဲတဲ့ဆိုတော့ကျွန်တော်ရှင်ပြ conversation နဲ့ဆိုတာကဘယ်နေရာမှာကောင်းလဲဆိုတာကိုကျွန်တော်ပြမယ်အောက်ဆုံးကဟာကိုအရင်ကြော်ကြည့်လိုက်ကိုယ်ပိုင်တယောက်ချင်းစီတူဦးတယောက်ချင်းစီအတွက်အရန်တုံးလို့ကောင်းပြီးတော့အရန်တိုးတက်မှုမြန်ဆန်စီတယ်သူကကျွန်တော်အရှိမပြခဲ့ဗီဒီယိုကြည့်ရင်အရှိရဗီဒီယိုတွေကိုနားလည်ထားရင်ဗျာ AI တကောင်ရထားတာက AI တွေကိုမျိုးစုံသုံးတတ်နေတာကိုယ့်ရဲ့မိတ်ဆွေကောင်ဖြစ်နေတယ်လို့ပဲလीအဲ့တင်ကြောင်းမှာပဲဖြစ်ဖြစ်တင်ငယ်ချင်းနေနေပဲဖြစ်ဖြစ်ဘေးနေရာမှာပဲဖြစ်ဖြစ်အလုံးမှာပဲဖြစ်ဖြစ်ကိုယ့်ကအမြင်နဲ့အားတာနေဘာလို့ဆို information တွေအကုန်လုံးချက်ချင်းအမြန်ဆုံးအလွယ်ဆုံးနည်းလမ်းတွေကိုရှာဖွေပြီးနိုင်တဲ့ AI ကိုကိုယ်ကသုံးတတ်တယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံး conversation တွေ conversation တွေဆိုဘယ်လိုလုပ်ရလဲဆိုတော့ human operator ဖြစ်ရတယ် human operator ဖြစ်ရတယ်ဆိုတော့ဘာဘာသဘောလဲဆိုတော့ဗျာ तू ကတကြောင်ပြောကိုယ်ကတကြောင်ပြန်ပြောနေရတာဟဲ့ဟိုကြီးငါ့ကို ာစားတော့ဆိုင်နေရှာပေးပါအောင်ဟုတ်ကဲ့ပါဘယ်နားမှာရှာပေးရမလဲအုတ်ပြီးရန်ကုန်မှာရှာပေးပါရန်ကုန်မြို့နယ်ထဲကလည်းပဲဆိုင်လဲကော်ဖီဆိုင်လားဘာလားညာလားသူပြန်ပြောတယ်အဲ့တော့ကျွန်တော်ကပြန်ဖြေတယ်အဲ့ဒါတွေအကုန်လုံး conversation နဲ့အဲ့ဒါကြောင့် follow up prompt ဆိုတာ ਈ လိုတယ် follow up prompt ဆိုတာသူတကြောင်ရေးပြီးပါကိုကတကြောင်ပြန်လိုက်ပြောပြရတာပေါ့မတိမကြမချင်းပြီးရင်နောက်တစ်ခုက very forgive ကျွန်တော်ပုံမှန်လေးပေါ့ပေါ့ပါပါလေးတုံးနေပေါ့ဗျာเนาะ personal use အတွက်ကောင်းတယ်ကိုကတကူတည်းတုံးရင်တော့မိုက်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့က next level သွားကျင်တာ level up လောက်ချင်တာစီးပွားရေးလောက်ချင်တယ် ဖွဲ့စံလင်းရှာခြင်းနဲ့ဆိုရင်ထိုးပေါက်ပြီးမြန်မာ single shot ဆိုတဲ့ prompt ကိုမြင်ရမယ် single shot ကဘာလို့တားလဲဆိုရင်အရာရာအားလုံးကိုသူ့အလိုလိုစဉ်းစားပြီးတော့ AI ကိုသူ့အလိုလိုအစ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 ုံစီကစင်ကနဲ့စဉ်းစားပြီးမှဖြစ်ပေါ်လာအောင်လို့ရင်းနေရ single shot ရင်းနေလို့ခေါ်တယ် follower prompt နောက်ထပ်ထပ်ပြီးပေးနေစရာမလိုဘူး prompt တစ်ခုစာပိုက်တစ်ပိုက်နဲ့ပြီးဆုံးသွားပြီအဲကျွန်တော်ပြီးရင်ဥပမာပြမယ်နော်နောက်တစ်ခုကပြဿနာနေတယ်ဗျပြီးွားရင် အကောင်းဆုံးသုံးအသုံးဝင်တဲ့နေရာတွေက AI assisted system တွေအတွက်အသုံးဝင်တယ်ကျွန်တော်ခုတနေ့တင်ထားတဲ့ဗီဒီယိုကြည့်ထားရင် building ဆရာမကြီးနီနီဆိုပြီးကျွန်တော်ဖန်တီးထားတယ်လေအဲ့ဒီဟာရဲ့ဥပမာကိုကျွန်တော်ပြောပြရင်ပြမယ်နော် AI agent တကောင်ဖန်တီးမယ်ဗျာ AI နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ custom GPT ဖန်တီးနေကြတဲ့သူတွေရှိရယ်အဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ custom agent တကောင်ဖန်တီးမယ်ဆိုရင်ဘယ်အရာမှ formula မရှိဘူးဘယ်အရာမှပုံသဉ်နေမရှိဘူးပုံသဉ်နေလည်းမရှိဘူးကျွန်တော်ပုံသဉ်နေပြရတယ်ဆိုရင်ဒါကကျွန်တော်ပြနေတဲ့အကြောင်းအရာက ဒီ AI ရဲ့နောက်ွယ်ရ science ကိုပြတာ AI ရဲ့နောက်ွယ်ကသူအလုပ်လုပ်တဲ့သိပ္ပံတဘာဝသဘောတရားအရာသူအလုပ်လုပ်တာဒီလိုဒီလိုရှိတယ်အဲ့တော့ဒီလိုဒီလိုစဉ်းစားကြဒီလိုဒီလိုလုပ်ကြည့်ကြလို့ကျွန်တော်အကြံပေးတာဒါပေမဲ့ဒါပုံသေး formula လုံးဝမဟုတ်ဘူးဒီလိုသုံးတာတာမန်သုံးတာထက်ပိုပြီး effective ဖြစ်တယ်အဲ့တော့ single shot တွေကဥပမာတစ်ခုကဗာလဲဆိုတော့ number 1က road role ဆိုတာကကျွန်တော်တခုခုသုံးမယ်တခုခုဖန်တီးမယ် AI ရဲ့ problem မှာရှင်းပုံထုတ်တာပဲဖြစ်ဖြစ်နံပါတ်1ပထမဆုံးစပြောတာမင်းကတပ်ပုံဖန်တီးရနေမှာမရှိဘူး ဲ့လိုမဟုတ်ဘူးမင်းကပကြီဆွဲရနေမှာဆရာကြီး AI ကိုကျွန်တော်ရဲ့ပထမဆုံးအကြောင်းอ่ะခုနဘေးတင်ဆရာမကြီးရဲ့နေနေစလာကြဲဟွာ Hi hello လို့ကျွန်တော်စပြောမယ် hello ဟုတ်ပါတယ်ဘေးတင်ဆရာမကြီး hello လို့ကျွန်တော်ပြောပြီးပြောတာနဲ့သူပါပြန်ပြောမယ်မင်္ဂလာပါဆရာမကြီးတော်နေနေကကြိုဆိုပါတယ်နာမည်နဲ့မွေးတက်ကလေးလေးပြောပြပေးပါဦးเนาะအဲ့ဒါဘာကြောင့်ရရလဲဆိုရင်ကျွန်တော်ရဲ့ prompt in input မှာပထမဆုံး ဆီယမ်နာမည်ကဒေါ်နီနီဖြစ်ရမယ်အဲ့ဒါမင်းပါလဲဆိုတာကိုစပြီးတော့ AI ကိုတတ်မှတ်ပေးထားလိုက်တဲ့အတွက်ကြောင့် text ထဲမှာစကားပြန်ပြောရမှာမင်းလောက်ရမယ့်ကိစ္စကပညာရှင်အကြံပေးသူတယောက်ကဲသူတငယ်ချင်းတယောက်ကဲသူပြောဆိုရမယ်ဒါပေမဲ့လည်းနယ်ချစ်ခင်ရင်းနှီးတဲ့ပုံစံနဲ့ပြောရမယ်ဟာသဆန်ရမယ်လို့အဲ့လိုပြောတဲ့အတွက်ဒါပေမဲ့ who are you အမင်းနဲ့တော့ကျမဗီဒီဆရာကြီးနင်းနေဖြစ်ပါတယ်အမ်ချစ်ချင်းမြတ်တာတွေကျမကြီးအလုပ်ကင်နေစတာတွေသူဟောပေးမဲ့ဆရာမဖြစ်ပါတယ်နော် နည်းနည်းလေးပြောင်းလိပြောင်းချော်ရလဲပါရမယ်ပေါ့ဗျာအဲ့တော့သူ့ရဲ့ promo မှာ motivi ဖြစ်ပေါ်လာတဲ့အောက်ပေါ့ပြည့်တဲ့နာမည်နဲ့မွေးတက်ကလစ်ကိုယဉ်ကျေးစွာပဲမေးအဲ့လိုအမြင်နဲ့ပြောထားခဲ့တယ်ပေါ့ဗျာအဲ့လိုပြောထားတဲ့အတွက်နာမည်လေးနဲ့မွေးတက်ကလစ်လေးကိုမပြောမချင်းပါ तू ကမဟုတ်ဘူးဒီမဟုတ်ဘူးဗျာအဲ့တော့ကျွန်တော်ကခေါ်ပြီးနာမည်လေးနဲ့မွေးတက်ကလစ်နဲ့ပြောလိုက်တော့မယ်ကိုနေပါဟုတ်ရှောက်ရေးလိုက်မယ်ဗျာအဲ1960အဲရှောက် ။ဟောဟုတ်ကဲ့ကွနီ။ဟောတောက်ခွေးကြောက်စကွနီ။မွေးပါရွှေမင်းသားကြီးအတွက်လာပြီဗျာ။လာပြီ तू ပြောနေပြီ။ဘောစီဘောစီဘောစီပြောနေပြီ။ကြီးကြီး तू ပေးတဲ့ဟောတဲ့ချိန်မှာအချစ်ရေးပါတယ်၊ကျမ်းမာရေးပါတယ်၊အလုတ်ကင်ပါတယ်ကျွန်တော်နဲ့ပတ်သက်ပြီးတော့အဲ့ဒါဘာကြောင့်ပါရလဲ။ခုန prompt ပြန်ဒီမှာ example ပေးထားတာဟို prompt ပါလေ။ထည့်ထားပြီးတော့ဥပမာတွေအကုန်လုံးကို sample သဘောတဘာဝအနေနဲ့ထည့်ပေးထားတာအချစ်ရေးဆိုရင်ဒီလိုဒီလိုပြောဒါဥပမာတွေကျမ်းမာရေးဆိုရင်ဒီလိုပြောပြီးရင်အလုတ်ကန်ကိစ္စကိုပြောသုံးပိုင်းခွဲပြီးတော့ဟောအသုံးပြုသူက ဘီရင်နဲ့မသက်ဆိုင်တဲ့မိကုန်းနေမင်းတင်ပီရင်ကြောင်းမသိရလို့ပြောဘီရင်နဲ့မသက်ဆိုင်တာဆိုတော့မမေးနဲ့အဲ့လာမီးတာကျမဘီရင်မဲဟောရတာပါရှင်ကျမဘီရင်မဲဟောရတာပါရှင်ဆိုပြီးပြန်ပြောလိုက်မယ်ဗျာအော်တခြားအရာတွေပြောချင်တယ်လို့ကျွန်တော်ပြောရင်အမ် friendly ဖြစ်အောင်လုပ်ထားတဲ့အတွက် तू ကတော့နားတော့နားထောင်ပြီးမယ်ဒါပေမဲ့ဒွန်ရီရဲ့ကံကျမဘိုင်းမှာပဲအထူးပြုတယ်ဘာညာနဲ့ပြန်ပြောတယ်တလားအော်ကျွန်တော်ပြောတဲ့သဘောသဘာဝကိုလေခင်ဗျားတို့ကိုကောင်းနေမှာနဲ့ပုံပေါ်လာမယ်ထင်တယ်ကျွန်တော်တို့ sink shot ဆိုတာအကုန်လုံးပါပြီးသားမင်းကဘယ်သူပဲวะ မင်းလောက်ရမယ့်အရာပါအဲ့ဒီမှာ specific ဒီပါမင်းလောက်ရမယ့်အရာပေါ်မှာမင်းဘယ်လိုလုပ်ရမလဲတိမ်တိမ်မွေ့မွေ့နူးနူးညံ့ညံ့လှလှပပနဲ့လုပ်ရမှာအဲ့ဒါပါမယ်နောက်တစ်ခု context context နဲ့ example တွေပါမယ်အာဒါလေးရဒီလိုစာကြောင်းတွေဒီလိုစာပိုင်းမျိုးပြန်ဖြေအာဟိုကသုံးမျိုးပြန်ဟောဟောရင်အခြေရေးတွေပိုင်းညာရအကုန်လုံးဟောဟောပြီးွားရင်အထက်မှာဥပမာတွေဒါမျိုး music ကပြောဒီလိုပုံစံနဲ့သွားဒီလိုပုံစံနဲ့ဟောပြီးရင်အောက်ဆုံးမှာ do's and don'ts မင်းမလုပ်တဲ့အရာမင်းမလုပ်ရမှာမင်းပေးတင်ဆရာမလို့ပေးတင်ကြောင်းလွင်တခြားမပြောနဲ့ AI လို့မပြောနဲ့ တော့စသည်ဖြင့်အဲ့လို prompt ရေးထားတာအဲ့ချုပ်ပြန်ပြောရရင် prompt ဆိုတာဘာလဲ prompt ဆိုတာကျွန်တော်တို့ AI ညီလေးကိုရေးထည့်ရတဲ့တခုမဟုတ်တခုမင်းပါလို့ပါဘာလို့ပါဆိုပြီးတော့ခိုင်းတဲ့စာကြောင်းဘယ်ဘာသာစကားနဲ့မဆိုဖြစ်နိုင်နဲ့လက်ရှိမှာတော့ AI agent နေဆိုရင်တော့အကောင်းဆုံးအင်္ဂလိပ်လိုရေးတာဒါပေမဲ့မလုပ်တတ်ဘူးမြန်မာလိုရေးမယ်ကျွန်တော်တို့ translator နဲ့ပြောင်းဝင်ပြန်မယ်ကူးထည့်မယ်အဲ့တော့အင်္ဂလိပ်လိုဖြစ်သွားမယ်ပြီးမှဟိုဟိုဒီဒီစီလိုက်မယ် row up လို့ဘာဘလို့ဘာဘလို့ပေါ့နော်အဲ့ prompt เนี่ยဘာကြောင့်အရေးကြီးရလဲ ိုရလာမယ်ရလက်အလုံးက prominent ဆိုင်တာကိုကိုရေးတဲ့အရာနဲ့ဆိုင်တာကိုမနဲ့နံပါတ်3 prominent မျိုးစားအများကြီးရှိတယ် few shot တွေရှိတယ် single shot ရှိတယ် zero shot ရှိတယ် conversation တွေရှိတယ်အသွားပြန်ဟိုဟိုဒီဒီပြန်ပြောနေတာရှိတယ် instruction တွေရှိတယ်မင်းဘာလုပ်လိုက်ဘာလုပ်ခိုင်းတာရှိတယ်အဲ့ဒီတည်းကမှကျွန်တော်ကဘာတွေကိုအကြံပေးလဲဆိုရင် single shot ကအကောင်းဆုံးဘာဖြစ်လို့လဲဆိုတော့နောက်ထပ်မင်းဘာလုပ်ပါ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 ဆက်ပြီးတော့ထည့်ပြီးပြောနေစရာမလိုဘူးအဲ့ဒီကောင်တွေထဲမှာအရေးကြီးဆုံးအချက်က ဘာလဲဆိုရင်ကျွန်တော်အပိုင်းလေးတွေအစိတ်ပိုင်းလေးတွေခွဲထားပြီးတော့ AI ကိုခိုင်းတတ်ဖို့နံပါတ်1ကမင်းကဘာကောင်းမလို့သတ်မှတ်လိုက်တယ်နံပါတ်2ကခုန context တွေ specific တွေမင်းလုံးဝမဲ့အရာတွေအကုန်လုံးတန်းစီပြီးတော့ရတဲ့စီကစင်ကာနဲ့အရှိနောက်လွယ်လေးပြဿနာမရှိဘူးတခုခုဘာဘာကိုမလုပ်ပါနဲ့ဆိုရင်အများနဲ့အောက်ဆုံးမှာပဲရေးတဲ့နေအဲ့ဒါကပို့ပြီးတော့ထိရောက်တယ်ပုံလေးတွေထွက်လာရင်လည်းပို့လှတယ်အဲ agent AI agent မှာဆိုရင်တော့တော်တော်လေးကိုသိတာတဲ့ကိစ္စဖြစ်တယ်ပေါ့ဗျာ တော့အဲ့ဒါတွေအကုန်လုံးကနောက်တစ်ချိန်မှာကျွန်တော်တို့ရဲ့စီးပွားရေးပဲကျွန်တော်တို့ ਨੇ အပြိုင်ဆိုင်လိုက်လုံနေလူတွေတစ်ချိန်တည်းမှာတပြိုင်တည်းပဲအားလုံးကြီးထွားလာရင် ကောင်းတယ်အားလုံးအောင်မြင်လာရင်ကောင်းတယ်တောင်6လတစ်နှစ်မှာဒီ market ကဘုံကိုဖြစ်ကိုဖြစ်လာမှာဖြစ်ကိုဖြစ်လာမှာမတိဘူးမရှင်းတာရှိရင်ကျွန်တော် comment ရေးခဲ့လို့ရတယ်။ဘာလုပ်ပေးပါအချိန်မရွေးကျွန်တော် comment ရေးခဲ့လို့ရတယ်။ကျွန်တော်ရဲ့ free class group တွေကို join ထားလို့ရတယ်။ဆွေးနွေးကြတာရှိရင်အားလုံးမေးစရာရှိရင်မေးလို့ရပါတယ်။ ခုမှကျွန်တော်သိရတဲ့လူတွေဆိုရင်တော့အဲရနေထိုင်ပြီးတော့ပတ်စံဘလူရှာမလဲဆိုတဲ့ကိစ္စတွေကိုအလွယ်နည်းလမ်းနဲ့အများဆုံးပြောပြပေးနေတဲ့ next chapter ကကိုနေပါ